2025ခုနှစ်တွင်ဘီလီယံနာဖြစ်ခါကြောက်ခမန်းလီလီချမ်းသာကျင်းဝနေတဲ့မြန်မာနိုင်ငံကခရိုနီတထေနှုပညာရှင်ဒီဗီရဲမှာတော့နှုပညာရှင်တွေလည်းဖြစ်တယ်လို့ဘီလီယံနာချီကပိုင်ဆိုင်ကကြောက်ခမန်းလီလီချမ်းသာကျင်းဝနေတဲ့အနုပညာရှင်၅ယောက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၅ Richie တေဆောင်မြန်မာနိုင်ငံမှာဘီလီယံနာချီကချမ်းသာကျင်းဝနေတဲ့မထင်မှတ်ထားတဲ့အနုပညာရှင်ကတော့အစောရောမှလည်း Richie တေဆောင်ဖြစ်ပါတယ်။ Richie တေဆောင်ဟာအစောရော H Monet လို့သချင်းတီဆိုထားတဲ့ သူဆိုတဲ့တခြင်းလေးကိုလူသိများပါတယ်ဒီလိုလူသိများတဲ့အဆိုတော်မလေးရေချေကိတာဟာမြန်မာနိုင်ငံရင်အချမ်းသာဆုံးတိုက်ကွန်ခရိုတထေးကြီးဦးတည်စားရင်တူရီတော်သမီးလေးဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာတထေးဦးတည်စားပိုင်ဆိုင်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကလည်းလက်ညှိုးထိုးမလဲပါဘူးဒါကြောင့်လည်းဦးတည်စားရဲ့ချစ်ဆုံးသမီးလေးရေချေကြီးစားနဲ့ချမ်းသာကြွားမှုတွေကဘီလီယံနဲ့ချီကများပြားနေတာဖြစ်ပါတယ်နံပါတ်၄နေရွှေတရောင်ဖိုးလာပြီးတော့အများခေါ်ကြတဲ့နေရွှေတရောင်ကလည်း မြန်မာနိုင်ငံမှာချမ်းသာဆုံးလူမျှရှင်တယောက်ပါ နေရှိတဲ့အောင်ဟာနိုင်ငံခြားကနေနာမည်ကြီးတခြင်းတွေကို quality ကောင်းကောင်းနဲ့ကာပါသီဆိုပြီးတော့ပြန်ဆိုရင်ပရိသတ်တွေသူသဖြင့်မိန်းကလေးပရိသတ်တွေကြိုက်ကြတဲ့ကာပါဆောင်ဆိုတော့တော့ပါနေရှိတဲ့အောင်ဆိုတာကမြန်မာနိုင်ငံချမ်းသာဆုံးသောတထေးသား VIP တယောက်ဖြစ်ပါတယ်နေရှင်တယောက်ဟာရုပ်ရည်ချုံမောလှပခံရသလိုပတ်စံချမ်းသာကြုံရတာကြောင့်အုပ်စပေါ်ရုပ်ချုံဆိုရင်စူတောင်းနဲ့ပြည့်စုံလို့လည်းဆုံနိုင်ပါတယ်နော်။ထို့ပြင်တော့နေရှင်တယောက်ဟာ ရုံးရင်ချုံမလှပခန်းချောင်းလိုတချင်းဆိုလဲကောင်းသူပါနေရှင်ရောင်ဟာကာဝါပြန်ဆိုထားတဲ့တချင်းတွေဟာတော်တော်လေးကိုကြည့်ရှုသူများပြားကနိုင်ငံတကာအစ်မ MTV ရိုက်ကူထားတာကြောင့်လေလူတွေကကြိုက်နှစ်သက်ကြပါတယ်ဒီလိုနာမည်ကြီးတဲ့နေရှင်ရောင်ဟာမြန်မာနိုင်ငံရဲ့ထိတ်တန့် VR Meadow ရဲ့အချစ်ဆုံးမြေဖြစ်တာကြောင့်သူရင်ချမ်းသာကြောအပိုင်းဆိုင်မှုတွေက VPN နဲ့ချီကများပြားနေတာဖြစ်ပါတယ်နံပါတ်3ချစ်စနုံတခေတ်တခါက VCD နဲ့ဗီဒီယိုသရုပ်ဆောင်မင်းမီဖြစ်တဲ့ချစ်စနုံဟာလည်း မြန်မာနိုင်ငံမှာချမ်းသာဆုံးဘီလီယံနာဖြစ်နေပါပြီ။တချို့သောသတင်းတွေအရချစ်စနုံးရဲ့ပိုင်ဆိုင်မှုတွေဟာနှစ်ဘီလီယံကျော်ရှိရလို့လည်းဆိုပါတယ်။တခေတ်တခါကချစ်စရာကောင်းတဲ့တရုတ်ဆောင်ပုံလေးတွေကြောင့်နာမည်ကြီးနေတဲ့တရုတ်ဆောင်မင်းသမီးလေးချစ်စနုံးဟာအခုလိုမျိုးဘီလီယံနဲ့ချီကချမ်းသာကျွေးဝါတာကလည်းဒီမှာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးခရိုနီတတိယတူကိုလက်ထပ်ထားတာကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။နံပါတ်2စမိုင်းမောင်အားလုံးသိကြတဲ့အတိုင်းစမိုင်းကတော့မြန်မာနိုင်ငံမှာမထင်မရှားသရုပ်ဆောင်ဖြစ်ခဲ့ပေမဲ့ ခင်မောင်းတဲ့ကိုပြေမောင်နဲ့သူမရဲ့ကျိုးစားအားထုတ်ရုံကံမှုတွေကြောင့်ရောအရေးဝါကုသကံကြောင့်ရောဆေဆက်စားမကုန်နဲ့စည်းစိမ်ဥစ္စာချမ်းသာတွေနဲ့တူအမေရိကန်နိုင်ငံမှာတန်းကျွယ်တထီးမာကြီးဖြစ်နေတာပါစမိုင်းဟာခုလိုမျိုးကမ္ဘာကျော်အမှုပညာရှင်တောင်ချမ်းသာကြွားနေတန်းကျွယ်တထီးမာကြီးဖြစ်နေအမေရိကန်နိုင်ငံမှာနေထိုင်ပြီးမှတော့အနောက်တိုင်းဆိုင်ရင်ချင်းမှုတွေနဲ့တူနေထိုင်တာပဲဖြစ်ပါတယ်ဒါပြန်တော့ smile ဟာ American လူနေမှုစတိုင်နဲ့တူချမ်းသာကျွမ်းနေတဲ့နေထိုင်နေရပါ။ smile တို့မိသားစုကဘာကြောင့်ဒီလိုချမ်းသာကျွမ်းနေမှမသိပေမဲ့ ဒီမှာရဲ့ပိုင်ဆိုင်မှုတွေကဘီလီယံနဲ့ချီလို့ဆိုရပါမယ်။နံပါတ်1ဝင်းမုံရွှေရင်ဒီမှာနိုင်ငံမှာဘီလီယံနဲ့ချီကချမ်းသာကြောင်းရတဲ့လူပညာရှင်နောက်ဆုံးတစ်ယောက်ကတော့ဝင်းမုံရွှေပါ။မမရှင်ရခလရှိမြန်မာနိုင်ငံမှာအောင်မြင်ဆုံးထိတ်တန့်ရုပ်ရှင်တရုတ်စာမင်းမီလက်လည်းဖြစ်သလိုမြန်မာနိုင်ငံထိတ်တန့်ချမ်းသာဆုံးခရိုနီတတိယဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့လက်ချက်ထားတာပါအလုံးဒီစားတဲ့အတိုင်းကိုနိုင်ဖြိုးကျော်ကိုခုချိန်မှာမြန်မာနိုင်ငံအလားအလာရှိသောစီးပွားရေးလုပ်ငန်းရှင်တတိယတယောက်ဖြစ်တဲ့သတ်မှတ်ထားကြတာပါ ို့ပြင်တော့ကိုနိုင်ဖြိုးကျော်ရဲ့စီးပွားရေးလုပ်ငန်းတွေကမြန်မာနိုင်ငံနေရာနှံ့ပြားမှရှိနေတာပါဒါကြောင့်လည်းကိုနိုင်ဖြိုးကျော်ရဲ့ချမ်းသာကြောအမှုတွေကအမေရိကန်ဒေါ်လာ10ဘီလီယံနီးပါးရှိတယ်လို့ဆိုပါတယ်သူပြောပြပေးသွားတာကဘီလီယံနဲ့ချီပိုင်းဆိုင်နေတဲ့မြန်မာနိုင်ငံကအနုပညာရှင်တွေပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေအနေနဲ့လည်းအခုပြောပြပေးခဲ့တဲ့အနုပညာရှင်တွေပေါ်မှာမိမိရဲ့အမြင်လေးကိုလည်းပြောပြပေးသွားကြပါအောင်ရှင်